အရွက်ကိုရွက်အစင်ဟာအထက်ပုံတလန်းချင်းအစောပိုင်းအစင်နဲ့ညီမပါလေဝင်းရင်တစ်ပီရန်အနောင်ကင်ဆွေးထားတဲ့တွန်ထင်းကအထက်ပုံတလန်းချင်းနှောက်ပိုင်းအစင်အောက်ဘသူမှဂူးမဆိုင်ပါဘူးနောက်ပတ်မှဆိုရင်တော့စစ်ထုန်ကအစုံမဲမာနတရားနဲ့အတူလူထလာမှာဖြစ်ပြီးဆလင်းစမ်းမြောက်ဖြူချေဂျူရဲ့အစင်တစ်ခုကိုအပြတ်အသတ်ကိုဖိနှိပ်မှာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခရိုစာကီပါဒီနေ့မှာတော့ကျွန်တော်က episode 94ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးစလိုက်အောင်ဝလင်းရဲ့လက်ရှိစွမ်းဟိက စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအထုံးထိပ်မှရှိနေပြီးသူရဲ့အတွေးပုံကတော့ဒရေသားပြောင်းလဲခြင်းအလေအဆင်းကိုရောက်ရှိနေပြီးသားပါကျဲသုံးပွင့်ရှေးအောင်နှဖျားခန္ဓာကိုယ်ကမပေါ့ဘူးဆိုရင်တော့လက်ရှိချိန်မှာဝလင်းကဒရေသားပြောင်းလဲခြင်းအစောပိုင်းအဆင့်ကိုရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိပြီးကျဲသုံးပွင့်ရှေးအောင်နှဖျားခန္ဓာကိုယ်နဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ဒရေသားပြောင်းလဲခြင်းအလေအဆင်းကိုရင်ဆိုင်တိုက်ခိုက်တက်ဖြတ်နိုင်စွမ်းရှိပြီးဒရေတာပြောင်းလဲခြင်းနှောက်ပိုင်းအဆင်းနဲ့တော့ခဏတာရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိနေပါပြီ။ Channel 4 ချန်ဖုံးကလက်ရှိကျူထွယ်ဂျိုရဲ့အရှင်သခင်14ဇက်မြောက်ကျူထွယ်ဂျိုရဲ့အရှင်ကျူထွယ်စီရဲ့တပည့်ဖြစ်ပါတယ်ချန်ဖုံးရဲ့အတွေ့ပုံကတော့ဝါမျိုးချင်းဖြစ်ပြီးအခြားလူရဲ့အတွေ့ပုံတွေကတော့ဝါမျိုးနိုင်စွမ်းရှိပါတယ်ချန်ဖုံးကဟုန်ထန်ရဲ့အတွေ့ပုံကိုလည်းဝါမျိုးခဲ့ပြီးဟုန်ထန်ကိုသူ့ရဲ့တမဲကြုံ ဖြစ်လာစေခဲ့ပါတယ်ချန်ဖုံးရဲ့အစင်ကတော့ဒရီသားပြောင်းလဲခြင်းအလေအစင်မှာရှိနေပါတယ်။တိုက်ခိုက်စွမ်းရင်ကတော့ဒရီသားပြောင်းလဲခြင်းနှောင်းပိုင်းအစင်မျိုးတော့တက်ဖြတ်နိုင်စွမ်းရှိပါတယ်။ချန်ဖုံးကအတုံပြူတဲ့ ကျူးချွဲအကောက်ွယ်အစီရင်ရာဆိုရင်တော့ကျူးချွဲဂျိုရဲ့အရှင်သခင်နေရတာခေးဆက်ဆက်သူတို့ရဲ့မျိုးဆက်တွေကိုလက်ဆင့်ကမ်းလာတဲ့အမွေနှစ်ပါဒီအကောက်ွယ်အစီရင်ကိုတစ်ခါဖွင့်လိုက်မယ်ဆိုရင်တော့ဂျိုတစ်ခုလုံးကအစီရင်ကဖုံးလန်းပြစ်နိုင်ပြီးလူတယောက်တည်းဥသာအကောက်ွယ်မယ်ဆိုရင်တော့အစီရင်ကအထက်ပုံတလန်းချင်းနှောက်ပိုင်းအစီရင်တိုက်ခိုက်မှုတော့ခုခံနိုင်စွမ်းရှိပါတယ် ဝိညာဉ်1ဘီလီယံအလံနဲ့တုံဖြန်းဝိညာဉ်1ဘီလီယံအလံစိတ်ဝိညာဉ်တန်းစင်ခံရဲ့ရတနာဖြစ်ပြီးဝိညာဉ်တန်းစင်ခံရဲ့ဘိုးဘေးအလုံးကသူတို့မတည်ဆုံးခဲ့မှာပြန်လည်ဝင်စားခြင်းတန်တရားတွေကိုမဝင်ပဲကိုကိုဝိညာဉ်တန်းစင်အလံရဲ့ဝိညာဉ်တွေဖြစ်လာဖို့အတွက်ဆန္ဒရှိကြပါလေမျိုးဆက်ဆက်ဆက်ကဝိညာဉ်တန်းစင်ခံရဲ့ဘိုးဘေးတွေကသူတို့ရဲ့ဝိညာဉ်တွေကိုဝိညာဉ်1ဘီလီယံအလံရဲ့ဝိညာဉ်အစိတ်ပိုင်းဖြစ်လာဖို့အတွက်ဆန္ဒရှိကြပါလေဝိညာဉ်1ဘီလီယံအလံမှာ ဒရိတာပြောင်းလဲခြင်းအစဉ်ဝိညာဉ်36ခုကရှိပါတယ်။တွန်ထင်းရလည်းအဲ့တိုင်းပဲသူကသာတည်ဆုံသွားရင်ဝိညာဉ်ရဲ့လံရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်လာဖို့အတွက်စာနာရှိနေပါတယ်။ဒါကြောင့်သူ့ရဲ့တည်ဆုံခန့်ဒီတက်တန်းကိုအတုံးချပြီးဝလင်းရဲ့အတွက်ဒရိတာပြောင်းလဲခြင်းအစဉ်ကိုမြင့်တင်ပေးနိုင်အောင်လို့ကောင်းကင်ဘုံကြောက်စိန်လူရဲမှုကြီးတစ်ခုကိုလုပ်ခဲ့ပါတယ်။ဝိညာဉ်တစ်ပိလျံအလံကိုကင်ဆွဲထားတဲ့တွန်ထင်းကအထက်ပုံတလန်းချင်းနှောက်ပိုင်းအစင်းအောက်ဘသူမှဂူးမဆိုင်ပါဘူးတွန်ထင်းကဒါကြောင့်သူ့ရဲ့တည်ဆုံခန့်ဒီတက်တန်းကိုအတုံးချပြီးလူရဲမှုကြီးတွေကိုစတင်ခဲ့တာပါ တွန်ထင်းရဲ့တက်တန်းနှစ်နှစ်သာရှင်သန်မှုအတွက်အချိန်ရှိတော့တာပါတွန်ထင်းတွေမကပဲသူတို့ရဲ့ဘိုးဘေးတွေကလည်းတေကန်ကြီးချိန်မှာအဲ့လိုတက်တန်းကိုအသုံးချပြီးလူရဲကြတာသူတို့ရဲ့အစိမ်လာတစ်ခုလို့ဖြစ်နေတာပါဒါကြောင့်ဘယ်ခိုင်းရမှတေကန်ကြီးလူတယောက်တေမာမကြောက်တဲ့ဝိညာဉ်တပိလျံအလံကိုကင်ဆောင်လာတဲ့သူကိုမတိုက်ပဲသူတို့အနိုင်ချင်းသမျှကိုခံနေရတာပါတွန်ထင်းဒီမှာကျူချွဲကျူတစ်ခုလုံးကိုပတ်ပြီးအစိမ်ငါတိုင်းပြည်အထုံးနဲ့အစိမ်လေးတိုင်းပြည်အားလုံးကို သူ့ရဲ့လူရဲမှုကြီးစတင်ခဲ့ပြီးဝလင်းအတွက်ဒရေတာပြောင်းလဲခြင်းအဆင့်ကိုတက်ရောက်နိုင်ပြီးလုံလောက်တဲ့ကောင်းကင်ကြောက်စိမ့်နဲ့အားလုံးကိုရရှိခဲ့ပါတယ်ဝိဇာနဲ့အကျွင်းကျန်မျိုးနဲ့ဆိုရဲငါးယုံမြောက်ဖိုးပြီးငါးယုံမြောက်ဖိုးပြီးကအရွက်ကိုရဲ့ချိန်စာစရာဖြစ်ပြီးအရွက်ကိုရဲ့အဆင့်ကအထက်ပုံတလန်းချင်းအစောပိုင်းအဆင့်နဲ့ညီများပါတယ်ငါးယုံမြောက်ဖိုးပြီးနဲ့တွန်ထင်းရဲ့တိုက်ပွဲမှာဝိညာဉ်တိပိလျံအလံရဲ့ခွန်အားကိုအားလုံးကမြင်တွေ့ရမှာပါ အဓိကဝိညာဉ်73ခုရဲ့အင်အားကိုပေါင်းစပ်တာနဲ့တင်ပဲအလံအသုံးပြုသူတွန်ထန်းကဒရေသားပြောင်းလဲခြင်းအထွန်းထက်ရနေအထက်ပုံတက်လန်းခြင်းအလေအစင်းကိုရောက်ရှိခဲ့ပါတယ်အဓိကဝိညာဉ်36ခုလုံးသာပေါင်းစပ်လိုက်မယ်ဆိုရင်တော့အထက်ပုံတက်လန်းခြင်းနှောက်ပိုင်းအစင်းဝင်အောင်ရှင်းနိုင်စွမ်းရှိပါတယ်စရုပ်ထားဝိညာဉ်ဝင်သာထုတ်သုံးမယ်ဆိုရင်တော့အထက်ပုံတက်လန်းခြင်းနှောက်ပိုင်းအစင်းဝင်အောင်တက်ဖြတ်နိုင်စွမ်းရှိပါတယ်ဒါကြောင့်လေဝိညာဉ်တိပိနေအလံကိုကင်ဆုံလာတဲ့တွန်ထန်းလို့ဒရိသားပြောင်းလဲခြင်းအထုံးထိတ်အဆင့်ကိုအထက်ပုံတလန်းချင်းအဆင့်နေရအောင်ကြောင်းကြရတာပါ တရွတ်ကူရွတ်အစင်ငါယုံမြောက်ဘိုးဘေးနဲ့တွန်ထင်းတိုက်ပွဲရလေအပြတ်သက်ပါပဲအထက်ပုံတလန်းချင်းအစောပိုင်းအစင်ကိုအလွယ်တကူနဲ့တစ်ဖက်ပြစ်နိုင်စွမ်းရှိပါလေနောက်ဘက်မှာဆိုရင်တော့ဝန်လင်းကဒရိသားပြောင်းလဲချင်းအစင်ကိုရောက်ရှိတော့မှာပါဒါအပြင်ကနောက်ဘက်မှာဆိုရင်စစ်ထူကလိုထလာတော့မှာပါဟုတ်ပါလေဒီမှာသူတို့ကပြောကြတဲ့အတိုင်းစစ်ထူကကျူထွေကျူရဲ့ဒူးရှင်သခင်ဖြစ်ပြီးကျူထွေကျူရဲ့နံပါတ်1ပုဂ္ဂိုလ်ပါ စစ်ထူကအသက်ရှင်ခြင်းအချိန်အားသူ့ရဲ့ကျင့်ကြံမှုအစဉ်အားအထက်ပုံတလန်းချင်းအစဉ်ရဲ့အထက်ရင်းနှင်းရန်အစဉ်မှာရှိနေတာဖြစ်ပါလေ။နောက်ဦးပတ်မှာဆိုရင်တော့စစ်ထူနံကအစုံမဲမာနတရားနဲ့အတူနိုးထလာမှာဖြစ်ပြီးဆလေးစမ်းမြောက်ကျူထဲဂျိုရဲ့အရှင်သခင်ကိုအပြတ်အသတ်ကိုဖိနှိပ်မှာပါ။နောက်ဗီဒီယိုမှာတော့ဝိဇ္ဇာနဲ့အကျဉ်းချံမျိုးနဲ့စုအကြောင်းကိုပြပြပေးသွားပါမယ်။ကျွန်တော်ကတော့ခလိုစာကီပါ။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါဦး။